ဒုက္ခဒုက္ခလေလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်မပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထမကြဖို့စိတ်သက်သာရာရတဲ့နီလန်းနေနဲ့တွေ့ရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင် ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းဒါတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချေလွတ်တတ်တယ် အဲ့လိုမဖြစ်ရအောင်လည်းပဲခန္ဓာကအေးချမ်းသာတယ်ဆိုတာလေထာဝရမဟုတ်ဘူးတခဏမျှသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပဒီဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခန္ဓာအောင်ကြိုးစားအောင် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရံဆိုတာရှိတာကြည့်ပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတယ်ပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะကဲရတဲ့ချင်းမွန်းတဲ့ဆိုတာချင်းမွန်းတဲ့လူကချင်းမွန်းတဲ့ကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေတခါတော့က အမေရိကန်သမတအရင်သမတဣရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစော်ကားဆိုတာနိုင်ငံကောင်းဆောင်သမတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်တက်ရေးရမတုံလို့ကိုယ်ကတိတ်အရေးကြီးတယ်ပေါ့ကိုယ်လဲကိုယ်အတိုင်းတာနဲ့သူလဲသူ့အတိုင်းတာ လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည်စိတ်ဓာတ်ကြန့်ခိုင်ဖို့အကျိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်၊ကျန်းမာရေးလေ့ကျင့်ကြတယ်ဟုတ်တယ်မို့လား။ကျန်းမာရေးလေ့ကျင့်ကြတယ်၊ physical exercise တွေလုပ်ကြတယ်၊အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင် အာကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်調査မှုကြတော့အားပြော့နေကြတယ်အဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရာနဲ့ကြုံလိုက်လို့ရှင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ထကြံ့ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့ အဲ့ဒါတရားကျင့်တယ်ဆိုအဲ့ဒါပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်ကျမကြီးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ကတရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ့်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့ လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါတွေကလေ့ကျင့်ပေးရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုံကိုယ်တွေက စဉ်းစားရမှာပါဇရာဓမ္မောမိဇရံအနတိတောငါမအိုခြင်းသဘောရှိတယ်။အိုတဲ့သဘာဝငါမရှိနေတယ်အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ကြကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲ။တချို့အဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူး။စိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစား စိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှဒီထက်တယ်ရင့်ကျက်လာဗျာဒိဓမ္မောမိဗျာဒေနတိတော်အေးငါခန္ဓာကိုယ်ကြီးဟာနာရတ်တဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်လေဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ် မရဏဓမ္မောမိမရဏနာတိတောလူတိုင်းလူတိုင်းဟာတည်ခြင်းသဘောရှိတယ်ငါလည်းပဲတည်ခြင်းသဘောရှိတယ်တည်ခြင်းတရားကိုငါမလုံမြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်ဒီယောဘာလာအတွေ့အတာတွေယောဘာလာလူတွေကထင်တယ်အတွေ့အတာယောဘာသွားလို့ရှိရင်တူးနဲ့တူး꿰သွားလိုက်မယ်လို့ထင်တာမဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး တဦးနဲ့တဦးမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုံးနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ် ာသမီးချစ်တာလားကိုကိုကိုချစ်တာလားတေချာဆန်းစစ်ကြည့်အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်အာကိုနေတယ်ယုံကြည်နေတယ်ငါတက်ကြည့်ရင်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲ ਨੇ ဟော အကုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့ထင်အဲ့ဒီသာသမီကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြရောအင်္ဂါနေနှင်ချပြီးအမွေပြကြော်ညာရတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသာသမီကိုချစ်တယ်ဆိုတာဘာကိုချစ်တာတုံးလို့မေးလို့ရှင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှင်အဲ့သာသမီချစ်တော့ ဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြတယ်။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာက သူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှားတကယ်အနိတ္တာရာကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတယ်ဒါကတကယ်ကိုအစစ်အမှန်ကိုဟောတယ် အေးဒါကြောင့်မလို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချက်ကသူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်တဲ့ ဘာဖြစ်လို့လို့ဆိုစဉ်းစားရတဲ့သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လူဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တယ်ကိုယ့်အတွက်မဖြစ်ထန်တဲ့တပြိုင်တည်းခွဲကြရအောင် အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့တောကဆိုတာရောက်လာဆိုရင်ဓာတွေပူဆွေးဓာတွေဓာတွေဖြစ်လာမေတ္တာရဲ့နောက်ွယ်မှာဓာတွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာဓာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ် စိတ်ဓာတ်ချမ်းမှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကအေးလောကရံနဲ့ကျုံးလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်နေဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါ ယောနိသောမနတိကာရလို့ခေါ်တယ်။မမှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတုံးဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်။အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်။အကောင်းဘက်ကတွေးတယ်။အရာရာမှာအကုန်လုံးအကောင်းဘက်ကတွေးရမှလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူး။မှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရတယ်။အဆိုးဘက်ကကြည့်လို့ရှိရင် အဆိုးဆိုတာအပြစ်ကိုကြည့်ကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်အေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာ အဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေးသူဆဲတာသူဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူဆိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတင်မဲ့ကပ်ပြီးတော့ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေက ကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါဩမတော်တဆဖြစ်ရှာတာပဲ နော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ့်ကိုလေ့ကျင့်ပြရမှာအောင်ပြောတာသူများပေါ်မှာအပြစ်နေမြင်နေသေးသမျှကာကလပတ်လို့မေတ္တာဆိုတာတည်ဝင်နိုင်မှုမဖြစ်ဘူးတဲ့ဘယ်အရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ် မြေထာမောင်းတဲ့မြေထာမောင်းသမားတယောက် engine driver မြေထာ driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှကြည့်ဘူးအကောင်းဘက်ကကြီးပဲပြောလို့ရှိတယ်တနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေတော်တစ်ဖက်ဟာမြေထာကျိတ်မိတော့ အမတန်အခြေအနေဆိုတော့ခြေတော့တစ်ဖက်ဖြတ်ရမယ်ဂိမ်းရောက်သွားအဲ့ဒီမှာသူ့မိษွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေတော့တစ်ဖက်ဖြတ်ရတော့မယ်မင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုတော့အဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှိရင် တငယ်ချင်းတို့တဲ့ငါဒီကလေးကစားပြီးတော့ခြိတော့ခြိဒီဖနှက်ဟာတစ်ဖက်ဖိုးတက်တာသွားပြီငါဖနှက်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့ဘူးတစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော်ဖနှက်တရံတရံထဲမှာတစ်ဖက်စားပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတယ်ခြိတော့ဖြတ်ရလို့ဖြတ်ရနေချင်းဆိုတဲ့အတွေးကိုမတွေးဘူး ေးဖဏတ်တစ်ဖက်ဖိုးတက်တာသွားပြီအကောင်းဘက်ကမြင်တာအတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှဲ့တွေးပြီးတော့လှုပ်တင်လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တင်လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တင်လှုပ်ထိုက်တာဆိုတာနဲ့ တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုရှင်းချပြီးတော့ဘာလို့အသင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောလားစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်လို့ပြော